တက်ကဆိုရင်ဖက်ဒရယ်ဆိုတာကိုတရားဝင်သုံးလာတယ်ဒီဖွဲ့စုချက်တိုင်းအားလုံးကလည်းဖက်ဒရယ်ကခွဲထွေဆိုတဲ့သဘောပါမမပါဒါတူတက်မှုတစ်ခုတည်းနဲ့နဲ့ရွှေနွေးတဲ့ခါမှာဒီအခြေခံမှုနှစ်ခုကိုတူနိုင်ရတဲ့ဆိုတာကကျွန်တော်တို့တွေဝန်တာထားပါပြီဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုဆိုင်ရာအခြေခံမှု၅ချက်ကိုပဲအစုအဖွဲ့လိုက်ဆက်လက်ဆွေးနွေးကြတာဖြစ်ပါတယ်တက်မတော်ကဘ ਹੁ အစိုးရကိုခိုင်မာအောင်လုပ်ပြီးခွဲထွက်ခွင့်ကိုမတောင်းဆိုတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတရက်ကိုတည်ထောင်မယ်လို့တတိယနေ့မှာဆွေးနွေးခဲ့တာဖြစ်ပါတယ်။ဒီကိစ္စမှာတော့တက်မရော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေသဘောထားကွဲလွက်မှုနည်းနည်းရှိနေပါတယ်။တက်မရော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့အားမှာကွာဟချက်တွေရှိနေပေမဲ့အစိုးရဘက်ကလည်းဖက်ဒရယ်စနစ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူးလို့ဆိုခဲ့သလိုတိုင်းရင်းသားတွေဘက်ကလည်းခွဲထွက်ရေးမဟုတ်ဘဲမျိုးနွယ်စုကိုစားပြုကိုပိုင်ပြဋ္ဌာန်းခွင့်လို့ဆိုလိုတာဟာထုတ်တက်လာတဲ့အခြေအနေဖြစ်တယ်လို့စာရေးဆရာဦးကျော်ဝင်းကပြောပါတယ်။ တေချာနားထောင်ကြည့်တော့ဒီနှစ်ပွက်မှာနည်းနည်းကွာနာလေးတွေတွေ့တယ်အဟကွာတွေတွေ့အဲ့တော့ဆက်ပြီးညှိရနိုင်ရတာလည်းတော့တော်တော်ရှိဦးဒါပေမဲ့တပြိုင်တည်းတည်းပဲကွာတွေ့တာပါလဲဆိုတော့မူလအထိုင်ညံတဖြည်းဖြည်းယူနေတာကလည်းတွေ့ဥပမာတက်ကဆိုရင်ဖက်ဒရယ်ဆိုတာကိုတရားဝင်သုံးလာတယ်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေပဲသုံးလာတယ်အဖွင့်ဆိုချက်တိုင်းအားလုံးကလည်းဖက်ဒရယ်ကွာတွေ့ဆိုတဲ့သဘောပါမှမပါဒါတူတက်မှုတစ်ခုတည်းနဲ့အဲ့ဒါလည်းနဲ့ကအင်အားစုတွေကလည်းပြဿနာတက်နိုင်တဲ့ဆက်တက်တမနေရှင်ဆိုတာကို internet subdetermination ဆိုအဓိပ္ပာယ်ဖွင့်တယ်။စနူရခွဲထွက်ဖို့မဟုတ်ဘူး။တပြည်တော်ထောင်ဖို့မဟုတ်ဘူး။လူမျိုးတွေရဲ့ subdetermination ကိုသာကိုစားပြုရဆိုရှင်းရှင်းလင်းလင်းသိအောင်ဖွင့်သွားတယ်။အဲ့ဒါလေးကဒုတက်မှုလို့ထင်တယ်။အဲ့ဒီဒုတက်မှုလေးတွေကိုအခြေခံပြီးဆက်ဆွေးနွေးကြရင်အဖြေရလိမ့်မယ်လို့ထင်ပြီးတော့ဒါပဲဆွေးနွေးရမှာ။တက်မတော်အစုဖွဲ့ကတော့ဘ ਹੁ အစိုးရကနေခွဲထွက်မှုကိုမတောင်းဆိုတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုတိဆောက်မယ်လို့တင်ပြခဲ့ပါဗျ။ တိုင်းရင်းသားတွေကလည်းခွဲခွဲရေးနဲ့လွတ်လပ်ရေးမဟုတ်ဘဲလူမျိုးစုအလုံးဒန်းလူမျိုးများရေးနဲ့လူမျိုးစုမျိုးနွယ်တွေကမျိုးနွယ်ကိုစားပြုကိုပိုင်ပြဋ္ဌာန်းခွင့်ကိုတောင်းဆိုတာပဲဖြစ်ပါတယ်။တိုင်းပြည်ကိုအာဏာသိမ်းခဲ့တဲ့တက်မတော်ကတောင်အခုချိန်မှာဖက်ဒရယ်စနစ်ကိုအကောင့်ထဲပေါ်နေတာဟာကောင်းမွန်တဲ့အလားအလာဖြစ်တယ်လို့ဒေါက်တာစလိုက်ညံမုံစာခေါင်းကမှတ်ချက်ပေးပါတယ်။ ကျွန်တော်တို့နှစ်ပေါင်းချုပ်စေကြော်လေးနဲ့တကင်ပြိပိခဖြစ်ပြီးတော့မှာအခုချိန်မှာပြန်ဆုံပြီးတော့ပေါ့နော်။နာဟဲရွှေနှွေးတဲ့ခါမှာဒီအချိခံမှုနှစ်ခုကိုတူနိုင်ရဲဆိုတာကကျွန်တော်တို့တွေ့ဝန်တာထားပါပြီ။ဘာလို့ဆိုတော့ဖက်ဒါခွေထွေးကြီးဆိုပြီးကျွန်တော်တို့ကိုဆွဆွေးတယ်တွေ့ကြောင်းစစ်တပ်ကအာဏာသိမ်းတာတော့မတော့ဖိခဲ့တာပေါ့။အဲ့ဒီအနေထားနေပြီးတော့စစ်တပ်ဖက်ကရောကမ္ဘာတော်ဖက်ကရောကျွန်တော်တို့တိုင်းရင်းသားလေးနိုင်ငံဖွဲ့စည်းပြီးဖက်ကရောဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုချီခံတဲ့ပြည်ထောင်စုထူထောင်မယ်ဆိုတာသဘောတူနိုင်တယ်ဆိုတာအင်မတန်မှကြီးမားတဲ့ ကျွန်တော်တိုင်းပြည်အတွက်ကောင်းမွန်တဲ့လက္ခဏာတည်းဖြစ်တယ်လို့ကျွန်တော်ပြောချက်ပါတယ်